ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုရဲ့ caption မှာတွေ့ရတဲ့အတိုင်းပဲပေါ့နော် JPD စောင့်ပွဲမှာဘဲဥမရစီရန်သတိထားမယ့်အချက်ကိုကျွန်တော်ပြောပြပေးပါမယ်နော် JPD စောင့်ပွဲနဲ့ပတ်သက်ပြီးတော့သတိထားမယ့်အပိုင်းတွေကကျွန်တောရဲ့ YouTube channel ရဲ့ playlist မှာအများကြီးရှိတယ်ပေါ့နော်ဒီခုနလပိုင်းအတွက်ကိုမိုးရမာလို့ဘာလို့ညာလို့ listening နားမလည်မာလို့တွေစာရီဘလို့ဖြည့်တင်နေဆိုတာကျွန်တော်တစ်ချက်ပြောပြပေးရတယ်ပေါ့နော်အဲ့တော့အခုချိန်မှာဒါကျွန်တော်ဘဲဥရမာကိုသတိထားရမယ်ဆိုတာဘာလို့လဲဆိုတော့အရင်တုန်းကဒီကိစ္စကြီးကျွန်တော်သိမကြားခဲ့ရအောင်ပြာနော်နောက်ပိုင်းကျမှကြားရတယ်ကြားရတယ်ဆိုတော့ဒါပြောရလို့ရှိရင်တော့ကျွန်တော်လည်း ထင်နဲ့မြင်တဲ့ပုံစံတွေပဲကျွန်တော်ပြောပြပေးမယ်။ဘာဖြစ်လဲဆိုတော့နောက်ဆုံးကျွန်တော်တို့ဒီဟာလေးကိုကျွန်တော်သတိထားလိုက်တယ်ဆိုရင်အစီအပြေလိုက်မယ်ပေါ့နော်။အဲ့ဒါဘာလဲဆိုတော့ဘဲဥရမ်းမယ်ဟာ။ဘာလို့ဘဲဥရလဲဆိုတော့ပေါ့နော်။စဉ်းစားကြည့်ပါ။ GPD မှာကျွန်တော်တို့အဓိကလောက်ရတဲ့အပိုင်းကမေးခွန်းကြည့်တယ်ပြီးသွားရင်၄ခုတည်းကအပြည့်အမှန်တစ်ခုကိုကျွန်တော်ရွေးပေးရတယ်။ပြီးသွားရင်တချို့ဟာဆိုရင်1 2 3ရှိမယ်အဲ1 2 3တည်းကအပြည့်အမှန်တစ်ခုကိုကျွန်တော်ရွေးပေးရတယ်အဲ့တော့ဘာရှိမလဲဆိုရင်၄ခုတည်းကတစ်ခုရွေးရမယ်ဆိုလို့ရှိရင်နောက်ဆုံးကိုကစမရဘူးဆိုရင်တော့ဗျာ ကိုယ့်ရဲ့ gain probability ဖြစ်နိုင်ကြီးရပါရှိလဲဆိုတော့ဥမာ100ရာခိုင်နှုန်းရှိရဆိုလို့ရှင်เนาะဒီမှာ25 50 95 100ရာပေါ့နော်အဲ့တော့အဖြေမှန်ကိုရွေးချယ်နိုင်မဲ့ရာခိုင်နှုန်းက25ရာခိုင်နှုန်းတိ့မှာအောင်နိုင်ကြီးရှိတယ်ဘောနော်အဖြေမှန်ရွေးချယ်နိုင်ဖို့အတွက် chance ရှိတယ်အဲ့မှာကျွန်တော်တို့ဘာရှိလဲဆိုတော့ဒါကျွန်တော်တို့ကိုယ်တိုင်လည်းအရင်တော့အဲ့လိုပဲပေါ့ဗျာကျွန်တော်ဘာရှိလဲဆိုတော့ဒီမေးခွန်းကိုကျွန်တော်တို့အချိန်ပေးပြီးစဉ်းစားလိုက်လို့ရှိရင်ကျွန်တော်အဖြေမှန်ရနိုင်မယ်ဆောင်ဝက်ဖြေတဲ့အခါကျရင်လည်းရှိရနော်ဘာလို့လဲဆိုတော့ကျွန်တော်အဖြေထည့်တဲ့အခါကျလို့ရှိရင် ဟိုကျွန်တော်တို့မှာ energy ရှိရကျွန်တော်အရင်တော့လည်းပြောဘူးတယ်ဗောနော်ဥမာဒီပုံဒီစာပိတ်တစ်ခုကိုငါတေချာစဉ်းစားလိုက်မယ်ဆိုလို့ချင်းအချိန်တေချာပေးပြီးစဉ်းစားလိုက်မယ်ဆိုလို့ရှိရင်အပြည့်မှန်အောင်ငါစဉ်းစားနိုင်တယ်အချိန်ပေးလိုက်လို့ရှိရင်ဘာဖြစ်လို့ဆို analyze လုပ်ကြည့်နေမှာ ခွဲချမ်းစိတ်ဖြာနေမှာပေါ့နော်ဒီကောင်ဖြစ်တင်နေဆိုတော့ပါအဲဒါပေမဲ့အဲ့ဒီညမှာကျွန်တော် energy တွေကုတ်သွားလိမ့်မယ်နော်နောက်နောက်ပိုင်းကျွန်တော် energy အရန်အသုံးချတာများသွားရင်နော်ချီခါရာစကိုင်းစကီဖြစ်သွားလို့ရှိရင်အတ္တမစကိုင်းစကီဖြစ်သွားလို့ရှိရင်ကျွန်တော်နောက်ပိုင်းအပုတ်တွေမှာကျွန်တော် motivation မပါတော့အဲ့တော့ကျွန်တော်နားမလည်တဲ့ပုံစံတွေကိုခြံခဲ့ပြီးကြတော့မှလွယ်တဲ့ဟာတွေကိုအရင်ဆုံးတတ်တတ်တတ်နဲ့ဖြည့်သွားပြီးကြတော့မှကိုနားမလည်တဲ့ဟာတွေကိုပြန်ပြီးတော့အချိန်ပေးတရားစဉ်းစားကြီးဖြည့်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ဘာလို့တတ်ကြလဲဆိုတော့ဥမာထားပါတော့ဗျာမေကွန် question အဖြည့်ဖြည့်ရမှာ1 2 3 4ရှိတယ်ပေါ့ဗျာနော်အဲ့ဒီမှာကျွန်တော်က tick ကိုကျွန်တော်ကဖြည့်ယူသွားပြီဒါပေမဲ့အဲ့မှာ နှစ်လဲကျွန်တော်ဖြည့်ယူလိုက်ပါဗျာနော်အဲ့မှာ3နံပါတ်3ဖြည့်မဲ့နေရာမှာနံပါတ်3ကဘာဖြစ်နေလဲဆိုတော့ဒီဟာကိုကျွန်တော်ကနားလေတယ်လို့လို့နားမလဲတယ်လို့ဖြစ်နေပြီအဲ့ဒီကြိုင်အဲ့ပုတ်ကိုကျွန်တော်က target လိုက်တယ် target ပြီးတော့ကျွန်တော်နံပါတ်4ပုတ်ကိုဖြည့်တယ်ပေါ့နော်နံပါတ်4ဖြည့်တဲ့ခါကျလို့ရှိရင်ကဲတခြားအောက်ကမိကုန်းနဲ့ဖြည့်လိုက်တယ်ပေါ့ဗျာဖြည့်ပြီးသွားတဲ့ခါကျရင်ဒီအပောက်ကိုကျွန်တော်ပြန်ဖြည့်ဖို့အတွက်နေရာမှာစားလဲခုနပြောသလိုပေါ့ဗျာကြည်ညံ့မရတော့နောက်ပိုင်းအပုတ်တွေမှာကျွန်တော်တို့ကစဉ်းစားရင်းနဲ့ကြာနေနဲ့အချိန်မမီတော့တဲ့အခါမှာဘာဖြစ်လဲဆိုတော့ကျွန်တော်ခုနခြံထားခဲ့တဲ့နံပါတ်3အပုတ်က၄ခုတည်းကတစ်ခုရွေးရမှာဟုတ်ဒီတိုင်းခြံထားခဲ့တဲ့နေရာပါ ခဲမချစ်ထားဘူးပေါ့နော်အဲ့ဒီအချိန်မှာဘာတွေဖြစ်တယ်လဲဆိုတော့ဂျပန်ဘက်က JBD မျိုးကလူဝတ်စစ်တာမဟုတ်ဘူးပေါ့နော်သူကကွန်ပျူတာနဲ့စစ်တာဆက်နဲ့စစ်တာပေါ့နော်ဆက်နဲ့စစ်တာသူကဒီစကန်ဖတ်တဲ့နေရာတွေသူတို့ထည့်လိုက်တယ်ပေါ့အဲ့မှာသူတို့ကခဲချစ်တဲ့နေရာကိုသူလိုက်ရှာပြီးတော့သူတို့ကအဖြေပုံစံရှိတယ်အဲ့ဟာနဲ့တိုက်တယ်ဆိုလို့ရှိရင်ဒါသူတို့ရွေးလိုက်အောင်အဲ့အဲ့နေရာမှာကူတာနံပါတ်3မျိုးကမှာ၄ခုတရားတစ်ခုရွေးရမယ်ဆိုတဲ့နေရာမှာနော်တင်းဘာရောက်မှမချစ်တဲ့အချိန်မှာဆက်ကဘာဖြစ်သွားလဲဆိုတော့ဂျမ်းဖြစ်သွားရလို့လည်းပြောချင်ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ဘဲဦးရတဲ့လူကြီး တင်မြင်ဦးမှာပေါ့နော်ဒါရှေ့ရှေ့ကြီးရဲ့ပြည်စောက်ပွဲနေမှာကြာသွားတယ်เนาะ list ဘယ်လိုပြောရမလဲဒုတ်ကိုင်းမှာเนาะဒုတိယပိုင်းမှာဘဲဥဖြစ်နေတယ်တုံညဖြစ်နေတယ်เนาะဒါမှမဟုတ်လေချောကိုင်းမှာတုံညဖြစ်နေတယ်မူချီကိုကြီးမှာတုံညဖြစ်နေတယ်တုံညဖြစ်နေတာအစားမရဘူးလားဒါမှမဟုတ်ကန်လုံးဝစိုးလွန်းလို့များလားဆိုရင်တော့ဒါလက်ခံလို့ရသေးတယ်ဒါပေမဲ့ဘာရှိလဲဆိုတော့ဥမာပါများအပိုင်း၃ပိုင်းရှိတယ်ဗျာမူချီကိုကြီးအပိုင်းမှာပြောလို့ရှိရင်အမှတ်က30ကျော်40လောက်ရတာတယ်နော်ပြီးတော့ချောကိုင်းမှာလည်းအမှတ်ကတော့30ကျော်40လောက်ရတာဒါပေမဲ့ဒီဒိုကိုင်းမှာကျတော့ပြောရလို့ရှိရင် ဒီအပေါ်ကနှစ်ခုမှာတော့ဗျာသူဘေးကို꽌အောင်သူဖြည့်နေတယ်ဆိုရင်ဒီအလဲကဒုတ်ကိုင်းဆိုတဲ့နေရာမှာဒီဘုံပိုးဆိုတဲ့နေရာမှာပေါ့နော်ဘေးကိုရစရာအကြောင်းမရှိဘူးဘာလို့ဘေးကိုရသွားလဲဆိုတော့ခုနကဒီနံပါတ်3မေးခွန်းမှာပေါ့နော်၄ခုတည်းတစ်ခုယူရမယ်နေမှာသူခဲမချစ်လိုက်လို့အဲ့တော့ခဲမချစ်လိုက်တဲ့အခါမှာဒီ system ကကြောင်ဝါလည်းဖြစ်ကောင်းဖြစ်နိုင်တယ် နော်။ဘာဖြစ်တော့သူတို့က system နဲ့လုပ်လုပ်လိုက်နော်။ဘာဖြစ်တော့ဒီစက်ပစ္စည်းတွေဆိုတာကျွန်တော်တို့တရားရကန်တို့ယုံလို့မရဘူး။ကျွန်တော်တို့ကိုယ်တိုင်ကမှစက်ယုံမှအလုပ်လုပ်တော့မှဆိုလို့ရှိရင်ဒါနောက်ဆုံးမှချက်ကာဆိုတဲ့လူက2ယောက်3ယောက်တောင်ထားကြတယ်ဘောနော်။ခါချင်း3ယောက်တောင်ထားတယ်။2ယောက်ချုပ်ကြိုင်ဆိုရင်4ယောက်တောင်ထားကြတယ်။ဘာလို့လဲဆိုတော့အမားပါလို့မရဘူး။ဘောနော်အမားပါလို့မရဘူး။ဒါပေမဲ့ ဆက်ပြစ်စီပဲဗျာမှားတာပဲလူတော်မှားသေးတယ်ပဲဆက်ကလည်းမှားသေးတယ်ဒါပေမဲ့ဆက်ကမှားမှာဆိုလို့နောက်ကလူတွေကနေပြီးတော့အဆင်ဆင်ပြန်ချက်တာအဲ့လိုမျိုးရှိရတယ်ပေါ့နော်ဒီမှာတင်ရခဲကိုနောက်မှဖြီမယ်ဆိုပြီးထားခဲ့တယ်ဒါမှမဟုတ်လဲပေါ့နော်ဘယ်လိုမျိုးမိပြီးထားခဲ့လိုက်တယ်ဆိုလို့ရှိရင်ဆက်ကဂျမ်းဖြစ်ပြီးတော့ဒိန်းဆိုဘဲဝီရောက်လာတဲ့ခါတိုင်း သေးပြီကားပြီပေါ့နော်ဘာဖြစ်လို့ဆိုတော့ကိုကဘဲဥချန်တကူအကွက်လက်ချန်တာတခုပဲအဲ့တခုတွေကိုစက်ကချမ်းဖြစ်ပြီးတော့ဘဲဥရသွားတယ်ပေါ့နော်အဲဒါမဲ့လည်းဒါသမီတက်တက်လှုပ်တာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်ဒါမဲ့အဲ့လိုလှုပ်တင်လားဆိုလည်းလေကျော်ဒီမှာပုံမှန်လင်းပြောပြပြပြနော်လှုပ်တင်တယ်အဓိကကကိုကမိသွားတာဗျာဒီဟာကိုဖြေဖို့တယ်ပေါ့နော်မိသွားတာ နောက်ဆုံးပြဒါတတိမင်းလို့ဒါပေါ်စာမှုအတွက်ဒါပြစ်တယ်လို့လည်းပြောလို့ရတယ်။ခိုင်ကြလို့ရှိရင်ချို့ကြလည်းဒီ၄ခုတရားတစ်ခုကိုရွေးမယ်ဗျာနော်။နောက်ဆုံးမရဘူးဆိုရင်တော့မှရွေးလိုက်တဲ့ဆိုရင်တော့မှတင့်မှာအောင်မြင်ကြည်ရာဂိုင်တော့အဖြစ်မှန်ရွေးချယ်ဖို့အတွက်ရာဂိုင်တော့25ရာဂိုင်တော့ရှိတယ်။25ရာဂိုင်တော့တင်းကမကြိုးစားမနဲ့အပေါက်ကြီးဒီတိုင်းခြံခဲ့ရဲဆိုတာစဉ်းစားကြည့်လိုက်တော့ဗျာနော်။၄ခုတရားတစ်ခုရွေးရမယ်နော်။ဟိုပြောရလို့ရှိရင်လုံးဝမဖြစ်ဘူးဆိုလို့ရှိရင်ဒါဘေးဥပဲရမယ်။ပြောရလုံးဝမဖြစ်ဘူးဆိုဒီအမှတ်ကကြားစရာမရှိတော့ဒါပေမဲ့ တခုသာရောင်ရက်ပြီးယူလိုက်လို့ရှိရင်မှန်ခဲ့သည်ရှိတော့တင့်မှာအောင်မြင်ဖို့အတွက်25ရာခိုင်နှုန်း chance ရှိတယ်။အဲဒီ chance ရှိတာတော့မှတင်ရဝင်မ try မှုဆိုလို့ရှိရင်ဝင်ပြီးတော့စမ်းပြီးမကြိုးစားဘူးဆိုလို့ရှိရင်ဒီကောင်ငပိန်းလို့ပြောရမယ်ပေါ့နော်။အဲ့တော့ဒါကျွန်တော်ပလိန်းတာမဟုတ်ဟိုပြောလို့ရှိတော့မေ့လို့ကြံခဲ့တာပဲများပါလိမ့်မယ်။ဒါတွေကတော့အကုန်သိပြီးသားပါနော်။အဲ့တော့ system လည်းဒီလိုစဉ်းစားရင်လည်းစဉ်းစားပါပေါ့နော်။ဒါမှမဟုတ်လည်းတို့ဒီဘဲဥပေးတယ်ဆိုရင်ဒါကြောင့်လည်းဖြစ်ဖြစ်ပါပေါ့နော်။ဘာဖြစ်လို့ဆိုတော့ပြီးခဲ့တဲ့ ဂျေပီဆော့ဝဲ reset တွေမှာတော့ဘဲဥတွေအများကြီးထွက်တယ်လေဗျာနော်ဒီဘဲဥတွေအများကြီးထွက်လို့ကျွန်တော်ပြန်စစ်ပေးပါဆိုရင်သွားတင်လေလှုပ်ရှုပ်တယ်လေနော်မလှုပ်တော့ဘူးခံမဲ့ခံတော့ဘူးခံမလဲဖြေတဲ့လူပဲခံပါဘောနော်အထက်ကလူတွေကပြောလို့ရှိရင်နော်အဲ့တော့တို့ဘာညာဘာညာဆိုရင်စင်ကြီးစင်လက်ပေးပြီးတော့ဂဲခံရတာကိုပဲခံရတာဘောနော်အဲ့တော့ဆောင်ဝဲဖြေတဲ့ခါကျရင်မခံရအောင်တေးချာလေးစူးစမ်းပြီးတော့အပေါက်လေးတွေကိုနော်ဥမာကိုကအဖြေစာရွက်မှာမချေချင်ဘူးဆိုလို့ရှိရင်ဘာလုပ်မလဲဆိုတော့မေးခွန်းစာရွက်မှာ ချစ်လို့ရတယ်ဗျာเนาะမေကွန်းစာတွေရှောက်မချင်းနဲ့ဘာညာရှောက်ပြောဘာမဖြစ်ဘူးချစ်လို့ရတယ်เนาะနံပါတ်3ပုံစံမဖြစ်ရသေးဘူးမလားအဲ့မေကွန်းစာပဲကြီးပါစတားပုံစတားကြီးအကျဉ်းချစ်လိုက်เนาะအမှတ်အတားကြီးအကြီးချစ်လိုက်ဒီဟာကြီးငါမလုပ်တော့ဒါမှမဟုတ်အဝိုင်းအကြီးဝိုင်းလိုက်ဗျာဒါကြီးမပြီးသေးဘူးငါဒါကိုပြင်ပြန်စစ်ရမယ်ဖြည့်ရမယ်ဆိုတဲ့ဟာပေါ့เนาะအဲ့ဝိုင်းချလာလိုက်เนาะ ဖြေးလွားထဲမှာခဲကိုမချစ်ချင်နဲ့ထားလိုက်ပေါ့နော်ကိုကကုနာပြောသလိုပြီးမှတေချာလေးပေါ့နော်ကိုကကိုရတဲ့ဟာတွေအရင်ဆုံးစူးစမ်းကြီးဖြေးွား energy မ drain အောင်ပေါ့နော် energy ကိုနော်ဟိုအလဟတ်တမဖြစ်အောင်နော်ဘာဖြစ်လို့ဆိုစဉ်းစားရင်ချွေးပြန်တယ်ချွေးပြန်ရင်မောတယ်မောတဲ့ခါကျရင်နောက်ပိုင်းဟာကြီးကိုကရရင်တော့မှ feature ရနေပေါ့နော်ပြောလို့ရှိရင်အဲ့လို ဖြစ်သွားလိမ့်မယ်အဲ့တော့ motivation လေးမကြောက်အောင်လို့တေချာလေးဖြေးဖြေးပြီးတော့မိကုန်းစာရွက်မှာ star လေးပြတာပြီးွားလို့ရှိရင်အတက်မှာ order နေနော်ကဲဟုတ်ပြီ some ဟိုဖြေးဆိုခြင်းပြေးဖို့9မိနစ်အလိုလို့နော်10မိနစ်လို့ အဲ့လိုမျိုးတွေ order ခံကြလို့ရှိရင်အဲ့ကြလို့ရှိရင်နော်တင်ရကခုနပြောသေးရမလားစာမေးရတရရဲ့သွားဖြစ်မှာဆိုတော့တေးကြတဲ့အချိန်ကလောက်မှာမဟုတ်အချိန်လောက်တဲ့လူတွေကစာရကြတယ်နော်စာရလို့အချိန်လောက်ကြတာစာမရရင်အချိန်မလောက်ဘူးနော်စာမရရင်အချိန်မလောက်ဘူးဆိုတာအချိန်စာမရတဲ့ကောင်တွေလည်းအချိန်မလောက်ဘူးဒါပေမဲ့အောင်ခဲ့တာပဲဆိုတာပြောလို့ရှိရင်ဒါတို့ကစူးစမ်းရုံးကန်ကြလို့ပေါ့နော်ဒါတော့မှဟိုပြောလို့ရှိရင်ဂီဒီဂီဒီမာနီအတလို့ပြောရမယ်ပေါ့နော်ကတိကဖဲ့လေးပြီးွားတာလို့ပြောလို့ရမယ်ပေါ့နော်အဲ့တော့စူးစမ်းပါနော်ဆောင်ဝဲအချိန်ပြည့်ဖို့9မိနစ်လို့ဆိုလို့ရှိရင် တင်ရဒီပု္ပ္ပာကိုတင်ဖြည့်လက်စာပု္ပ္ပာကိုတင်ရလုံးဝအာယုံဆွတ်ဆိုက်မှုအပြည့်နဲ့စဉ်းစားနေရဆိုရင်9မိနစ်လို့10မိနစ်လို့ပြောပြီးဆိုတာနဲ့တင်ကုနာစတားပြပြီးတော့ခြံခဲ့တဲ့ဟာတွေကိုတော့သွားလှန်ပြီးတော့ရောက်ရမ်းပြီးတော့တာနော်ကံကြမ္မာပုံအောပြီးတော့နှံချားထောက်ပြီးတော့ကောက်တာဝိုင်းလိုက်နော်နားမလည်မသိဘူးဆိုလို့ရှိရင်နော်အဖြစ်ကိုတုံးကြီးပဲဝိုင်းလိုက်ပေါ့ဗျာနော်အဲဒီဟာတော့အခုကတော့9လပိုင်းဆိုတော့နော်2025လည်းဖြစ်တယ်ဆိုတော့ဟာလာနော်9ဆိုတော့ဟာလာ339ပေါ့ဗျာ3ပဲဝိုင်းကြပါပေါ့နော်အဲ့တော့3တွေပဲဝိုင်းပြီးတော့ခြံခဲ့ပေါ့လေနော် ဲ့တော့ဒါလေးဝိုင်းပြီးတော့နော်ဟိုကန်ဆန်းဖို့ပြောတာနော်အဖေရတစ်တွေနှစ်တွေဖြစ်သွားရင်လေးတွေဖြစ်သွားရင်ကျွန်တော်လည်းမဆိုင်ဘူးနော်ကျွန်တော်ကပလေ3ပြီးပဲချဆိုပြီးတော့ဟလာနော်3ပြီးပဲဝိုင်းလို့ကျွန်တော်ပြောရတဲ့ဖြစ်အောင်မယ်နော်ဒါတော့ကိုပြည့်ကိုခံရပါတော့အဲ့တော့သုံးနေချဲ့ပြီးတော့ကျွန်တော်ခုနပြောတဲ့ဟာကိုဆက်စဉ်းစားเนาะစဉ်းစားနေတဲ့အချိန်ကြတော့မကခုနဆီယမ်မားနေပြီးတော့အချိန်ပြည့်ပြီးเนาะဟိုဘောမီနေချလိုက်ပါဆိုတဲ့ခါကျတော့ဘတ်ဆိုပြီးတော့เนาะကိုအပိုင်းလေးကိုဆောက်ဝိုင်းခုနကိုစဉ်းစားလက်ဆက်ဟာလေးကိုမန်ဂျီယာမှန်ဆိုပြီးတော့ကောက်ဝိုင်းပြီးတော့မိကုန်းလေးချလိုက်တော့ပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်เนาะဇာပွဲမှာခုနပြောတဲ့အတင်း စ조사ခဲ့တဲ့ဟာတွေကဘဲဥမဖြစ်တော့ဘူးပေါ့နော်။ဘာဖြစ်လို့ဆိုဘဲဥဖြစ်တဲ့အကြောင်းတွေအဲ့ဒါကြီးရှိရဲ့နော်။ပြီးသွားလို့ရှိရင်လည်းဟလာကိုအဖြေလာဆာရွက်မှာဟလာကိုယ့်ရဲ့နာမည်ရေးတာတွေပါတိတ်ချကူးဆိုင်ပြီးရေးပေါ့နော်။ပြောလို့ရှိရင်ဂျပန်နိုင်ငံအထိတောင်မှသွားပြီးအလုပ်လုပ်ပါဗျာနော်။တိတ်ပြီးတော့မရိုးကြနဲ့မအားကြနဲ့ပေါ့နော်။မသိရင်မေးပါနော်။မသိရင်မေးပါမသိရင်လေ့လာပါ။ ဘဲဟာမှာတော့ကိုယ့်စီကိုအော်တိုမက်တစ်ရောက်လာတယ်ဆိုတော့ခက်ရှားရှားရဲ့ပါကံကောင်းနေတဲ့လူတွေကတော့ဟာလားနော်အကို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 နာပြောတင်ပြပေးခြင်းလို့ဥပမာတင်တန်းမှာသွားတက်ထားရသည်တင်တန်းညဓာတ်ကြီးပြောပြရဆိုရင်တော့ပြဿနာမရှိဘူးပေါ့နော်မပြောပြရတင်တန်းတွေရှိရဆိုလို့ရှိရင်လည်းကိုယ့်ဘာကိုလေ့လာပါပြောရလို့ရှိရင်တော့ကိုမသိဘူးဆိုလို့ရှိရင်လည်းကြံမိုက်ဓာတ်လေးဘယ်လိုလုပ်အောင်မလဲနော်ကြည့်ပြီးတော့ရေးလိုက်ပါပေါ့နော်အဲ့ဒါမျိုးတွေတစ်ချက်လုပ်ပါအဲ့တော့ အခုလာပဲအဆောင်ဘက်မှာတေချာစူးစမ်းကြပါခုနလပိုင်းဖြစ်တဲ့အတွက်ဘိုးရွာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်လေးစနီးလေးတေချာလောက်ပါနော်ဒီခုနလပိုင်းကမိကုန်းလွယ်မဲ့အနေထားမှာရှိပါတယ်နော်အဲ့တော့တေချာလေးစူးစမ်းကြပါအမှတ်ကောင်းကောင်းနဲ့အောင်မြင်ပါစေနော်ခြေကျော်လက်ကျော်ဖြစ်ပြီးတော့ခုနပြောသလိုနော်ဘဲဥရရတော့ရန်နှပြောဖို့ကောင်းတယ်ဗျာနော်ဘဲဥရဘလို့မှအဆင်မပြေဘူးနော်အဲ့တော့ဘဲဥမရအောင်လို့ဒီအချက်လေးညစူးစမ်းပြီးတော့ဂရုစိုက်ပါနော်ခုနကျွန်တော်ခုနပြောမိကုန်းကြီးမှာစတိုင်းခြံခဲ့တယ်ပေါ့နော်အဲ့ဒါယူလည်းမမေ့ဝါနဲ့ဘူးနော် နောက်ဆုံးအဲ့လို style မချန်ခဲ့ခြင်းဆိုလို့ချင်းကိုပေါ့ရန်သာဝိုင်းလိုက်ပြီးမှခဲပြက်နဲ့ပြန်ဖြတ်ပြီးတော့တခြားနေရာမှာပြန်စင်းသားပြီးရေးခြင်းလဲရေးပေါ့ဗျာနော်ဟိုကိုကမေးခဲ့မှာဆိုလဲဆိုလို့ချင်းအယောင်လေးနဲ့တော့ခြေထားလိုက်မေးကုန်းဆိုင်ဘက်မှာလဲ style ပြလာလိုက်ပြီးကြမှာဒီဟာကထပ်ပြီးပြန်စင်းသားမယ်အဲ့ဒါဆိုလို့ချင်းမေးကြအကြောင်းမရှိတော့ဘူးပေါ့ဗျာအဲ့တော့ဒါမျိုးလေးတွေလုပ်ပါနော်အဲ့တော့ကြိုးစားကြပါခင်ဗျာဆောင်ပွဲပြီးလို့ interview ဖြေဖို့အတွက်နော်ဂျပန်စာသင်နေဆိုတာလဲဂျပန်သွားကျင်လို့နော်အဲ့လိုလူမျိုးအများကြီးရဲ့ဆိုတော့ interview တွေဖြေဖို့အတွက်စကားပြောတွေလေ့ကျင့်နေဆိုလို့ရှိရင်ကျွန်တော်ရဲ့သင်တန်းမှာလာစဉ်လာတိုင်းစကားပြောအတန်းတွေ ဖွင့်လှစ်ပေးနေပါတယ်အခုတော့ဆောင်ပွဲပြီးလို့ရှိရင်ဖွင့်မဲ့အတန်းတစ်ကိုကျွန်တော် YouTube နဲ့ကျွန်တော် Facebook နဲ့ Telegram မှာကျွန်တော်ကြော်ညာပေးထားပါတယ် link ရဲ့ကျွန်တော်ရဲ့ video တိုင်းရဲ့ description အောက်မှာ Telegram link Facebook link တွေရှိပါတယ်เนาะဝင်ရောက်ပြီးတော့ဆက်သွယ်ဆုံသမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျသိချင်တာရှိရဆိုရင် comment box မှာမေးခဲ့ပေးလို့ရပါတယ်ကဲဟုတ်ပြီဆောင်ပွဲမှာကြိုးစားနဲ့အမှတ်ကောင်းကောင်းနဲ့အောင်မြောင်ဖြစ်ဆိုကြပါစေလို့စုမုံကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ဗောဗျာ bye bye